ဗုဒ္ဓထောင်မြို့နယ်ရန်ကုန်မြို့အတွင်းငွေကျပ်29ဘီလီယံကျော်တန်ဖိုးရှိ Ice Method Apartment 969ကီလိုဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရပါဗျ။ရေချောင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းဖွဲ့ဟာစက်တင်ဘာလ16ရက်မနက်တနာရီခွဲမှာရန်ကုန်မြို့အတွင်းလှည့်ကင်းဆောင်ရွက်စဉ်ဗုဒ္ဓထောင်မြို့နယ်ရန်ကုန်မြို့မြေတုံးဆိုင်ရေပြင်နီးမှာ ခင်မောင်လင်းနဲ့တပ်ပိုင်ထူခေါ်တပ်ပိုင်တို့ကိုတမန်ဆက်လင်းနဲ့တယ်ဆောင်လာတဲ့ Ice Method Effortamin 969 kg ၎င်းဒေတာတန်မွန်ငွေချက်29.91ဘီလီယံနဲ့တူဖန်စီရမိခဲ့ကြောင်းတွင်ဆက်အရာစက်တင်ဘာလ16ရက်မနေ့ပိုင်းမှာဖန်စီရမိ Ice Method Effortamin များတင်ဆောင်ပေးသူကျော်စိုးမင်းအားဒလမြို့နယ်တမရကန်းချေရပ်ကွက်မှာဖန်စီရမိခဲ့ကြောင်း စစ်စေးပေါ်ပေါက်ချက်အရငွေရစေဝါတာစီနှင်းနှင်းရဲ့ရက်တပ်ဖွဲ့မှတပ်ဖွဲ့များပါဝင်တဲ့ပူပေါင်းဖွဲ့ဟာအဲ့ဒီနေ့မွန်းလွဲပိုင်းမှာဖမ်းဆီးရမယ့် Ice Method Academy များတဲဆောင်ခိုင်းသူကျော်သိန်းဦးခေါ်ကျော်ကြီးကိုပဇွန်တော်မြို့နယ်အတွင်းမှာလည်းကောင်းဇော်မင်းနိုင်ခေါ်ဇော်မင်းလက်အားရန်ကင်းမြို့နယ်မှာ၎င်းအသည်သည်ဖန်စီရမိခဲ့ကြောင်း စက်တင်ဘာလ18ရက်မွန်လွယ်12နာရီခွဲမှာ Ice Method Effect တမင်းများကိုကုန်းချံကုန်းမျိုးနဲ့ရန်ကုန်မြေမျက်စိန်ကျွန်းတို့တဲဆုပ်ဆက်လီဖြင့်ပို့ဆောင်ပေးခဲ့သူမျိုးနိုင်ခေါ်အကြီးကောင်အားဒဂုံစိတ်ကမ်းမျိုးနဲ့မှာဆက်လီတစည်းနဲ့ဖမ်းဆီးရမိခဲ့ကြောင်း ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရဖန်စီရမေစိတ်ပြောင်းစေဝါ ice method vitamin များကိုတေဆောင်ခိုင်းသူမှာကိုထွန်းခေါ်အောင်ကျော်စွာမြင်ဖန်စီရန်ကြံဖြစ်ပြီးရန်ကုန်မြို့မျက်စိန်ကျောင်းမှတဆင့်ပင်လယ်ဝါသို့ဆက်လီဖြင့်ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရှိရတာကြောင့်၎င်းတို့အားမွေးရည်စေဝါနှင့်စိတ်ကို ပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးကွင်းဆက်ပြည့်မှုကျူးလွန်သူများအားဆက်လက်ဖော်ထုတ်ရရှိကြောင်းသိရှိရပါတယ်ရှင်။